MB နဲ့ပတ်သက်ပြီးတော့ OneNet ပူစေးစာနဲ့ပြောပြလာတဲ့ DND ရဲ့ video file ကတော်တော်လေးကိုကြည့်ရှုတဲ့သူတိုင်းအတွက်တကယ်ကိုအံဝေးကရစရာဖြစ်ပါတယ်။ဆိုတော့ဒီ video လေးနဲ့ပတ်သက်ပြီးကျွန်တော်ကြည့်ရှုနေကြတဲ့ viewer အတွက် knowledge sharing အနေနဲ့ဒီ video လေးကို reaction လုပ်ပေးသွားမှာဖြစ်ပါတယ်။ဆိုတော့ဒီ video ကိုကြည့်ပြီးသိပဲဖြစ်သည်မကြည့်ရသေးဘူးဖြစ်သည်ကျွန်တော်လည်းပြန်လည်းကြည့်ရှုဖို့အားလုံးဖိတ်ခေါ်ချင်ပါတယ်။ Okay ဆိုတော့အရင်ဆုံး video လေးကိုကျွန်တော်ဖွင့်ပြမယ်ပြီးမှကျွန်တော်ပြန်ပြီးတော့ reaction လုပ်ပေးပါမယ်။ဆိုတော့ကြည့်လိုက်အောင်။ Line 1 suggestion ဒီဗီဒီယိုလေးကဒီနေ့နေ့လယ်ပိုင်းမှာကျွန်တော်ရှင်းတက်လာတဲ့ဗီဒီယိုလေးပါအဲ့ဒါမီးဆိုရီတော်တော်များတယ်လေ။တော်လေးလက်စိတ်မကောင်းဖြစ်ရပါဘူး။အေးလေပြတ်တော့အိမ်မှာကိုယ်စရာပစမရှိဘူး။သူများကြီးအဆွဲပြီးတော့စေဖို့ဟာကစာကူရတယ်။အဲ့ဒါမီးအိမ်နောက်ကြားသွားတော့ရသလိုအိမ်နောက်ကြား အစင်ပြေမေးတဲ့အစင်မပြေမပြေဘူးတခါပေးပါတောင်းဝဲနဲ့တောင်းပြေးစေတခါလို့ရတော့တောင်းဝဲနဲ့တောင်းမခါဘူးအကိုအိမ်မှာသမီးတယောက်ရှိတယ်အကျိုးကြီးအကိုပြန်လာတယ်သခုံကိုသွားနေပြန်လာပြီးတော့အကိုစေရုံမှာလုံးဝင်တယ်အလုံးလုံးနေတယ်ဟောကွာတော့ဒုက္ခရောက်ရောက်ပါသေးငါသမီးနဲ့ပြင်ချက်တက်ပြေးပြီးရပဲဆိုပြီးဘယ်လိုဒုက္ခဆိုပဲပြင်အကျိုးသမားတွေတိုင်းတော့တယောက်တစ်မျိုးမတယောက်တစ်မျိုးအကိုအမေကိုများပြောလိုက်ဆိုလိုက်တာပြန်မတန်ဘူးအဲ့ဒီဒီမှာရှိ အေးရမနေချင်နေလားမနေပြနေလားအဲ့ဒါကိုချိန်ပြီးတော့တခါလဲ ဆိုတော့ဗီဒီယိုလေးကတော့တလောက်ပါပဲအားလုံးမြင်တွေ့တဲ့အတိုင်းပဲ ND ကတော့လက်ရှိချိန်မှာသူ့ရဲ့ဒါသတိမိနဲ့ပတ်သက်ပြီးသူ့ရဲ့ခန်းစားချက်တွေကိုဖွင့်ရနေတာလည်းဖြစ်ပါတယ်ဆိုတော့အားလုံးကျွန်တော်ကြားခဲ့တဲ့အတိုင်းပဲပေါ့နော်ဘသူဆိုဒီလူမျိုးမြင်ပြီးမြင်ရတဲ့အခါမှာကျွန်တော်နဲ့ထပ်တူအားလုံးလည်းဒါဆင်မီကောင်းဖြစ်ကြမယ်ဗီဒီယိုလေးတစ်ပုဒ်ပါပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဒီဗီဒီယိုနဲ့ပတ်သက်ပြီး reaction လုပ်ရမယ်ဆိုရင်တော့အရင်ဆုံးပြောချင်တာကတော့ဒီ ND ပေါ့နော် ND အနေနဲ့ဘာကြောင့် DVG ကိုရိုက်ပြီးတော့ တင်တာလဲဆိုတော့အရင်ဆုံးပြောချင်တယ်ဆိုတော့ဒီဘက်ခစ်မှာကျွန်တော်တို့အားလုံးတော်တော်များများပါเนาะမိသားစုကိစ္စပဲဖြစ်ဖြစ်ကျွန်တော်တို့ကိုယ်ကြီးကိုယ်တော်အိမ်တော်ကြီးကိစ္စတွေပဲဖြစ်ဖြစ်အပိုင်းမှာကျွန်တော်တို့ဗီဒီယိုတွေရိုက်ပြီးတော့ line မို့တင်လာကြတယ်လို့တွေ့ရတယ်ဆိုတော့အဲ့ဒီနေရာမှာအကောင်းကျိုးဆိုးကျိုးတွေအများအတန်းတော်တွဲနေတယ်လို့ကျွန်တော်နေနေအကြံပြုချင်တယ်ပေါ့เนาะဘာကြောင့်လဲဆိုတော့တချို့ကိစ္စတွေကကျတော့ line မို့မှာတင်ဖို့လိုအပ်ပေမဲ့တချို့ကိစ္စတွေကကျတော့ကျွန်တော် line မို့တင်ဖို့ဆိုတော့တော်တော်လေးစဉ်းစားတင်တယ်လို့တော့ အကျွန်တော်နေမှတ်ယူတယ်။အဲကြောင့်လဲဆိုရင်တချို့ကိစ္စတွေကကျွန်တော်တို့တိသွားတာကပို့ပြီးတော့ကိုယ့်ရဲ့မိသားစုကိုပို့ပြီးတော့အီးမေးလ်ကိုပေါ့နော်ပို့ပြီးထိခိုက်စေပါတယ်။လက်ရှိဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့အရင်ဆုံးပြောရမယ်ဆိုရင်လည်းအတိအနေနဲ့ဒီဗီဒီယိုဒါကျွန်တော်တို့ရိုက်ပြီးတော့တင်လိုက်တယ်ဆိုပေမဲ့လည်းအဲသူကတော့သူ့ရဲ့ခံစားချက်တွေကိုပြောမယ်ဆိုရင်မအောင်ထားနိုင်လို့ပေါ့နော်။ရင်ထဲမှာတယောက်တည်းချိန်မဲ့ပြီးခံစားနေရတဲ့အတွက်ကြောင့်အဒီဟာကြီးကိုပြောမယ်ဆိုရင်အများသူကတိပါစီဆိုပြီးတော့ဖွင့်ထုတ်လိုက်တာပေါ့နော်။ဒါပေမဲ့လည်း ဒါပေမဲ့လေအစိုးဘက်ကပြန်ကြည့်ပြန်တော့လေဘာဖြစ်လဲဆိုကိုယ့်ရဲ့သားသမီးကိုလူတွေကမုန်းစီတယ်ပုံရင်းချင်မှရှိနေတဲ့လူတွေကဒီ ND ရဲ့သားသမီးကိုသိကြတယ်သိကြတဲ့အခါကျတော့ဒီ ND ရဲ့သားသမီးပေါ်မှာအမြင်တွေကပြောမယ်ဆိုရင်အဲကောင်းမှာမဟုတ်တော့ဘူးနောက်တစ်ခါကကိုယ့်ရဲ့သားသမီးကလည်း DVU file ကြောင့်အများကြီးထိခိုက်နေတာမျိုးတွေရှစ်ဆက်ပြီးတော့ဖြစ်လာနိုင်တာအများကြီးရှိတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာ အဲကျွန်တော်အကြံပြုချင်တာကတော့ကိုယ့်ရဲ့မိသားစုကိစ္စတွေကအများစုတော့အတက်နိုင်ဆုံးအတက်နိုင်ကိုယ့်ရဲ့မိသားစုအချင်းချင်းပဲမျက်နှာချင်းဆိုင်အဲကျွန်တော်တို့ပြည်ရပြည်ချောင်းဆွေးနွေးပြီးတော့ဖြည့်ရှင်းကြတာဟာပို့ပြီးတော့တင်လျော်တယ်လို့ကျွန်တော်အနေနဲ့အဲနံပါတ်1အနေနဲ့ပေါ့နော်မှတ်ချက်ပေးချင်ပါတယ်နောက်ထပ်နံပါတ်2အချက်အနေနဲ့ကျွန်တော်ပြောချင်တာဘာလဲဆိုတော့ဒီဗီဒီယိုဖိုင်ထဲမှာဆိုရင် ND ပြောသွားတာပေါ့နော်ဒါကိုယ့်ရဲ့သားသမီးတွေကိုပညာတတ်ဖြစ်စေခြင်းနဲ့အတွက် မရှိတဲ့ဈာတွေကနေထားပြီးခဲ့တယ်ပညာရေးမှာပေါ့နော်ပြောမဆိုရင်ဥတော်လက်ရှိအချိန်မှာသူတို့ဒါလင်မယားနှစ်ယောက်ပဲကျန်တော့တဲ့အချိန်မှာတော့သားသမီးတွေကပြန်ပြီးတော့မငဲ့ဘူးပေါ့နော်ပြောရင်ပြန်မကြည့်ဘူးဆိုပြီးတော့သူ့ရဲ့ရင်းနှီးခံစားချက်တွေကိုခုနပြောသွားခဲ့တာလည်းဖြစ်တယ်ဒီနေရာမှာကျွန်တော်ဘာကိုပြောချင်တာလဲဆိုတော့ပြပကကိုယ့်ရဲ့သားသမီးကိုအကြောင်းပညာရေးတက်တော့တာနဲ့ပညာတက်လို့တတ်မှတ်လိုက်တာပဲတကယ်တကယ်တော့ ကျွန်တော်ခံယူထားတဲ့ပညာတတ်ကတော့တမျိုးဗျာ။နော်ဒီကကျွန်တော်ကြီးစုနေကြတဲ့ viewer နဲ့တူမတူတော့ကျွန်တော်လည်းမသိဘူးသို့တော့ကျွန်တော်ခံယူထားတဲ့ပညာတတ်ကကျတော့ကျွန်တော်အတန်းပညာတတ်တာတက်တယ်လို့ရေဘူးကကျွန်တော်တို့တော်တော်များများကသုံးသက်ကြတယ်။ဒါပေမဲ့လေဒါဟာကျွန်တော်အနေနဲ့ကြည့်မယ်ဆိုတော့90ရာခိုင်နှုန်းမှာပါတယ်။ကျန်တဲ့90ရာခိုင်နှုန်းကကြတော့ကျွန်တော်တခြားသောလူလောကမှာကျွန်တော်တို့ဒါကျွန်တော်တို့ကြောင်းမှမတည်တဲ့ကိစ္စတွေမှာလည်းကျွန်တော်တို့နားလည်တက်ကြွပြီးတော့မှเนาะကိုယ့်ရဲ့အတွေ့အကြုံဘဝတုဒ္ဒရတွေနဲ့ အပြည့်စုံမှသာလေကျွန်တော်အနေနဲ့ဒီ90ကိုထပ်ပေါင်းလိုက်မှသာလေအဲ့ဒီလူကတကယ်ကိုပြောမယ်ဆိုရင်ပြည့်ဝပြီးတော့မှတကယ်ပညာတတ်လို့ကျွန်တော်အနေနဲ့အတုံးတုံးချင်တယ်ပေါ့နော်ဆိုတော့အဲ့လိုနေရာမှာကျွန်တော်ခုနပြောတဲ့အကြောင်းပညာကေ90ခဏဖယ်ထားပြောကျွန်တော်တို့လူဘဝမှာဖြတ်တန်းလာတဲ့ကိုယ့်ရဲ့ဘဝအတွေ့အကြုံတွေဟဟလာအဲ့ဒီအသိပညာဘူးသူဓာတွေနဲ့ပေါင်းဆက်ပြီးတော့ရလာတဲ့50% 50%ရာခိုင်နှုန်းကကျွန်တော်ခုနကပြောသလိုပဲ DNDE အနေနဲ့သူ့ရဲ့သားသမီးကို ကျွန်တော်ပြောတဲ့50%ကျောင်းပညာရေးကိုသင်ပေးလိုက်တဲ့အချိန်မှာပညာဓာတ်ဆိုပြီးတော့အဲထင်မှတ်တယ်ပေါ့နော်အဲ့ပညာဓာတ်ဖြစ်သွားတဲ့အခါကျရင်ကိုယ့်ရဲ့မေအမီးပါးဒီအပေါ်မှာပြန်လည်ကြည့်ရှုစောင့်ရှောက်မယ်ဆိုတဲ့အတွေ့အန်တီးရဲ့စိတ်ထဲမှာရှိကောင်းရှိနေနိုင်တယ်ပြီးတော့ကျွန်တော်ကိုကြည့်ရှုနေကြတဲ့ viewer ရဲ့အချို့မှာလည်းအဲ့ဒီစိတ်အဲ့ဒီအတွေ့ဟော mindset တွေရှိကောင်းရှိနေနိုင်တယ်ကျောင်းပညာတက်သွားတဲ့ငါတို့ရဲ့သားသမီးတွေဟာတော့ပြောမယ်ဆိုရင်ငါတို့ကို ဘယ်လိုပြောမလဲပြန်လဲပြီးကြီးရှုဆောင်ရှောက်မယ်ဆိုတဲ့အသိစိတ်တွေရှိမယ်မအားတို့ပုံမှာရင်းရင်းကြီးကြီးဆက်ဆံမယ်ဟဲ့လားအဲ့လိုမျိုးထင်ကောင်းထင်နိုင်တယ်တချို့တွေတချို့တွေနော်တိုးတော့အဲ့ဒါမဟုတ်ပါဘူးအဓိကကျွန်တော်တို့ကျောင်းပညာရေးရတပိုင်းနော်ဒါပေမဲ့နောက်တစ်ပိုင်း50%ကျွန်တော်ပြောခဲ့တဲ့ကျန်တဲ့90%ရာခိုင်နှုန်းကကျွန်တော်တို့အနေနဲ့ကိုယ့်ရဲ့သားသမီးကိုပြောမယ်ဆိုရင်အသက်ငငယ်ရွယ်ရွယ်လေးကနေစပြီးတော့မှကျွန်တော်တို့ကျောင်းပညာလဲတင်နေတဲ့အချိန်တော်တွင်မှာကျွန်တော်တို့မဖြစ်မနေလုပ်တင်တာ ကိုနဲ့တာသမီနဲ့ကြားမှာ communication ဘိုင်းကိုစောင့်ရမှာကျွန်တော်တို့အနေနဲ့ပုံမှုပြီးတော့ရင်ကျေးတိမ်မွေ့အောင်ဗုဒ္ဓဘာသာဆိုလဲဗုဒ္ဓဘာသာအလျောက်ကျွန်တော်တို့တည်တည်တည်ထိုက်တာတွေကိုကျွန်တော်တို့အဲ့ဒါတွေကိုလည်းသင်ကြားပေးဖို့လိုအပ်တယ်လို့မိအမိပါတွေပေါ်မှာဘလို respect ရှိရမယ်ဘလို့ပုံစံနဲ့တာသမီအနေနဲ့ပြုမှုဆက်ဆံတင့်နေဆိုတာတွေကအစကျွန်တော်တို့ငယ်စဉ်ကလေးပွားမှာတွေကအဲ့ဒါတွေကိုကျွန်တော်တို့ကသင်ကြားပေးထားဖို့လိုတယ်ဒုမသာလေကျွန်တော်တို့အဲ့ဒီကလေးရဲ့အတွေးခေါ်တွေမှာ ကိုယ့်ရဲ့မိမိဘောက်ဘယ်လိုတန်ဖိုးထားရမလဲဘယ်လိုကြည့်ရှုစောင့်ရှောက်ရမလဲအသက်ကြီးလာတဲ့အခါမှာငါဘယ်လိုပုံစံပြုမူနေထိုင်ရမလဲဆိုတာကိုနားလည်သွားမှလည်းဖြစ်တယ်။ကျွန်တော်တို့ကအကြောင်းပညာကိုသင်ပေးလိုက်တာဒီကိစ္စတွေအလိုလိုသိလာမယ်လို့တော့မထင်နိုင်နဲ့တော့တော်တော်မှားသွားမယ်။ကျွန်တော်တို့အရင်တုန်းကကျွန်တော်တို့လူငယ်ဘဝဖြတ်တန်းလာတဲ့အချိန်မှာတော့လည်းကျွန်တော်တို့ထင်တာကအကြောင်းပညာတက်သွားတာနဲ့ဒါကိစ္စတွေပါအားလုံးနားလည်လာမယ်လို့ကျွန်တော်တို့လူငယ်ဘဝတော့ထင်ကောင်းထင်နိုင်တယ်။သို့တော်လည်းပဲအခုနောက်ပိုင်းမှာတော့ကျွန်တော်တို့သိလိုက်ရတာက တခြားစီပဲဗျတကန့်စီပဲတကန့်စီပဲအားကြောင့်လဲဆိုတော့တချို့တွေပညာတွေတက်ပြီးတော့မှအခုလိုတော့မေမိဘပေါ်မှာပြန်လဲပြီးတော့ချီချူဆောင်းရှောက်ဖို့မေ့နေတဲ့သူတွေနားမလဲတဲ့သူတွေရိုင်းရိုင်းဆိုင်ဆိုင်ပြောတဲ့သူတွေအများကြီးကျွန်တော်လောကမှာအခုတွေ့နေရအများကြီးရှိတယ်ဆိုတော့လက်ရှိဒီဘက်ခစ်မှာဆိုပိုဆိုးသွားပြီအဲ့ဒီတော့ကြောင့်လည်းမေမိဘတွေအနေနဲ့ကိုယ့်ရဲ့သားသမီးကိုကြောင်ကောင်းကောင်းကြီးမှာထားတာဆိုပေမဲ့လေ တခြားတော့ကျွန်တော်ရင်ကြီးလိမ့်မှာတင်တန်းလိုမျိုးအဲနေရာတွေမှာလည်းကျွန်တော်တို့တွားရောက်ပြီးတော့ကိုယ့်ရဲ့သားသမီးကိုရင်ကြီးတိမ်မွေ့အောင်ပြပေးဖို့လိုအပ်တယ်လို့ကျွန်တော်နေနဲ့အကြံပြုချင်ပါဒီလိုလမ်းပြတဲ့နေရာမှာအဲ့လိုကြောင်းတွေမှာတွားထားလို့လည်းရသလို အဲ့လိုထားဖို့အချိန်မရှိဘူးဆိုရင်လည်းကိုကိုတိုင်းပေါ့နော်ကိုဖြစ်ရင်ဖြစ်ကိုရဲ့သားသမီးကိုအနီးခတ်ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ရှင်းပြထားဖို့လိုအပ်တယ်လို့ကျွန်တော်အနေနဲ့အကြံပြုပြောကြရင်လည်းပဲအဒီဗီယိုလေးကိုအဆုံးသတ်ချင်ပါတယ်ဒီဗီယိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြည့်ရှုနေကြပြောရင်အနေနဲ့ဗာမျက်မှတ်ချက်ပေးခြင်းလည်းမှတ်ချက်ပေးခြင်းတာရှိကိုမမရေးသားကြပါကျွန်တော်နေ့စဉ်နဲ့မြအကြည့်ရှုအားပေးနေကြပြီးတော့ဒုတိယအချိန်စီတိုင်းအလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆုံကြပါဗျ See you next video thank you